မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မက်စလာတရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ AOD တိုင်းတာပေါင်းမြို့နယ်မှာအရခတ်တပ်တော် AA နဲ့စစ်ကောင်စီတပ်တို့ကြားမှာ တိုက်ပွဲများပြန်လည်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ28ရက်နေ့မနက်ပိုင်းကစပြီးတော့တာပေါင်းမြို့နယ်အနန်းကုန်းခွေကုန်းနယ်တာပေါင်းလေးကြီးရွာအနီးတို့မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်ဇန်နဝါရီလအတွင်းကတိုက်ပွဲများဖြစ်ပွားပြီးတဲ့နောက်ဖေဖော်ဝါရီလဇန်ပိုင်းမှာပြန်လည်ငြိမ်သက်ခဲ့ရာကနေယခုတဖန်တိုက်ပွဲများပြန်လည်ဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ်ဇန်နဝါရီလကလေးကဖြစ်ပွားနေတဲ့တာပေါင်းမြို့နယ်အတွင်းတိုက်ပွဲဟာဖေဖော်ဝါရီလ3ရက်နေ့ကရပ်တန့်ခဲ့ပြီးတော့ ယခုတဖန်တကြောပြန်ပြန်ဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ်။မနေ့ကမနေ့ပိုင်းကစပြီးတော့အနန်းကုန်ခွေးကုတ်တို့ဘက်မှာတိုက်ပွဲဖြစ်နေတယ်လို့ကြားတယ်။အေအေရဲ့ပူပေါင်းတပ်ဖွဲ့တွေကအင်အားအများပြားနဲ့တိုက်ခိုက်နေတယ်လို့သိရတယ်။စစ်ကောင်စီကလည်းလေရင်တွေစက်တပ်လေထီးတွေနဲ့ပြန်လည်ခုခံနေတယ်လို့ပြောတယ်လို့၎င်းကရှင်းပြထားပါတယ်။အေအော်ဒီတိုင်းတာပေါင်းမျိုးနဲ့ရေကြီးမျိုးနဲ့အဆက်မရှိတဲ့စစ်ကောင်စီရဲ့အမှတ်344အမြောက်တပ်နဲ့ကာကင်းစခန်းများကိုလည်းအရခတ်တက်တော်အေအေရဲ့ပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်နေတယ်လို့သိရပါတယ်။ပသိမ်ခရိုင်ကျုံပြော်မျိုးနဲ့ခလိုက်ရ36က စစ်ကောင်စီရဲ့ပါရမော်တာစက်တက်၄ထီ၃စီးဟာတာပေါင်းတိုက်ပွဲကိုနှစ်စီးပြန်တန်းသွားပြီးတော့ဒစီးဟာရေချင်မြို့ဘက်ကိုပြန်တန်းသွားတယ်လို့ပသိမ်မြို့နယ်သတင်းအထူးတပ်ဖွဲ့ကဖေဖော်ဝါရီလ28ရက်နေ့မနေ့တနားရီကျော်အချိန်ကသတင်းထုတ်ပြန်ထားပါတယ်ဒေသစီရေးသတင်းအရင်းမြစ်ကအခုဖြစ်နေတဲ့တာပေါင်းတိုက်ပွဲမှာဒဏ်ရာရတဲ့စစ်ကောင်စီတပ်သားတွေကိုရေချင်နဲ့ပသိမ်စေးရုံကိုပို့တယ်လို့ကြားတယ် ဇန်နဝါရီလလောက်ကတိုက်ပွဲကတရလုံးဖြစ်တာမဟုတ်ပဲအချိန်ပိုင်းခြားနဲ့ဖြစ်ကြတယ်လို့ပြောဆိုထားပါတယ်။ဇန်နဝါရီလ28ရက်နေ့ကတာပေါင်းမြို့နယ်ကြားကောင်းချေးပါအနီးတိုက်ပွဲအတွင်းမှာတာပေါင်းမြို့မှာရဲစခန်းမှုဝင်းနိုင်ဦးကို AA ရဲ့ပူးပေါင်းတပ်ဖွဲ့ကစနိုက်ပါနဲ့ပစ်ခတ်ခဲ့ပြီးတော့ဝင်းနိုင်ဦးဟာတေဆုံးသွားတယ်လို့သိရပါတယ်။အရခတ်တပ်တော် AA ရဲ့ပူးပေါင်းတပ်ဖွဲ့ဟာကွာမြို့နယ် AOD အဆက်ကမကြီးစင်ဒေသကိုသိမ်းပိုက်ပြီးတဲ့နောက်တာပေါင်းမြို့နယ်ရေကြီးမြို့နယ်ဘက်ကိုတိုက်ပွဲဟာဥတီသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆလင်းမြို့နယ်မှာရှိတဲ့ကပ္ပစ21ကိုတွေ့တန်းထားတဲ့မိတိုင်များအားလာရောက်ဆစ်ဆီးတဲ့အကြမ်းဖက်ဆက်တဲ့စစ်ကြောင်းကို200ဆက်တိုက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်ကထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ25ရက်နေ့မနက်9:00နာရီခန့်မှာဆလင်းမြို့နယ်တညောင်တိုင်းနယ်မကြီးစင်ရွာကိုစစ်ကားအကြီး9စီးစစ်ကားအသေး2စီးနဲ့စိတ်ဖြူဘက်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများရရှိလာပြီးတော့ကပ္ပစာ21ကိုတွေ့တန်းထားတဲ့လျှက်စစ်မိလိုက်များကိုလာရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနေ့မနက်7:00နာရီခွဲကစတင်ပြီးတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဆလင်းပတ်ကဖဇုံသုံးရဲဘော်များအပါအဝင်တော်လိုင်းမဟာမိတ်တပ်ဖွဲ့များကနေ့ရက်ဇက်တိုက်တိုက်ခိုက်ခဲ့ပြီးတော့ တိုက်ပွဲဟာပြင်းထန်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်ဆက်တဲ့စစ်ကြောင်းကိုတော်လိုင်းမဟာမိတ်တပ်ဖွဲ့များကနေရာဆက်တိုက်လက်နက်ကြီးများဒရုန်းများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ဂျားဖြတ်မိုင်းဆွဲတိုက်ခိုက်ခြင်းတွေကိုပါလှုံ့ဆော်ခဲ့တဲ့အတွက်အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ခွေးစစ်ကြောင်းကိုနေရာဆက်တိုက်ဂျားဖြတ်တိုက်ခိုက်ခဲ့တာစစ်ခွေး9ကောင်ထက်မနည်းပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရတယ်။တခြားဒဏ်ရာရတဲ့စစ်ခွေးတွေလည်းများတယ်။ ခွေးစစ်ကြောင်းကပြန်လည်ဆုတ်ခွာသွားပြီလို့ဇလင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတူကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုဇလင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ဇလင်းမြို့နယ်ပကဖာဇုံ3ပကဖာမင်းဘူးခရိုင်အမှတ်1တိုင်ရင်ဒေါင်းစစ်အောင် LPDF မကွေးခရိုင်အမှတ်1တိုင်ရင် မကွေးပကဖာနဲ့မကွေးတိုင်း drone လက်ရုံးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာဖေဖော်ဝါရီလ28ရက်နေ့မနက်7:42မိနစ်ခန့်မှာစိတ်ဖြူမြို့ဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့လက်ထက်မှာမြန်မာနိုင်ငံဟာ2024ခုနှစ်အတွက်အစင်းရဲဆုံးသောအာရှနိုင်ငံ10ခုစည်းရင်ထဲမှာတတိယနေရာကိုရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာရှဒေသဟာကြီးမားကျယ်ပြန့်တဲ့စီးပွားရေးအခွင့်အလမ်းများစွာရှိတော်လဲအချို့သောနိုင်ငံများဟာစည်းရဲမွဲတည်မှုကြောင့်ကြီးမားသောစိန်ခေါ်မှုများကိုရင်ဆိုင်နေရတယ်လို့သိရပါတယ်။အစင်းရဲဆုံးနိုင်ငံမှာလူတဦးချင်းစီရဲ့တနှစ် GNI per capita Gross National Income ဝင်ငွေဟာနှိမ့်ကျနေတယ်လို့ အစီရင်ခံစာကပြောဆိုထားပါတယ် World Population Review အစီရင်ခံစာအရအာဖဂန်နစ္စတန်နိုင်ငံဟာအာရှနိုင်ငံတွေထဲမှာအဆင်ပြေဆုံးနိုင်ငံဖြစ်ပြီးတော့ GNI per capita တဦးချင်းဝင်ငွေဟာ2024ခုနှစ်မှာ American Dollar 1690သာရှိတယ်လို့သိရပါတယ်အာဖဂန်နစ္စတန်နိုင်ငံဟာကာလရှည်ကြတဲ့ပဋိပက္ခများအကျင့်ပြတ်ခြားစားမှုများနဲ့စီးပွားရေးမတိမ်ငြိမ်မှုများကနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဆိုးဝါးစွာဟန့်တားထားတယ်လို့သိရပါတယ်နီပေါ်နိုင်ငံကအာရှတွေထဲမှာ ုတိယအစင်းရဲဆုံးနိုင်ငံဖြစ်ပြီးတော့မြန်မာနိုင်ငံကတော့တတိယအစင်းရဲဆုံးနိုင်ငံဖြစ်လာတယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာလူတဦးချင်းစီရဲ့ GNI for Capital ဝင်ငွေဟာ2024ခုနှစ်အတွက် American Dollar 4860သာရှိတယ်လို့သိရပါတယ်သရုတ်ထအစင်းရဲဆုံးနိုင်ငံကတော့တီမောနိုင်ငံဖြစ်တယ်လို့သိရပါတယ်အဲ့ဒီနိုင်ငံများထဲမှာနိုင်ငံရေးမတည်ငြိမ်မှုနဲ့အုပ်ချုပ်စီမံခန့်ခွဲမှုများဟာညံ့ဖြစ်နေပြီးတော့နိုင်ငံတိုးတက်မှုအလားအလာများကိုကန့်တတ်ဟန်တားနေတယ်လို့သိရပါတယ်အာရှရဲ့အစင်းရဲဆုံးသော10နိုင်ငံစည်းရင်းထဲမှာတာဂျစ်ကစ္စတန် ကာဂျစ်စတန်ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်ပါလက်စတိုင်းတို့လည်းပါဝင်တယ်လို့သိရပါတယ်။အိန္ဒိယနိုင်ငံကတော့လူတအူးချင်းစီရဲ့ GNI ဝင်ငွေဟာဒေါ်လာ8210ရှိတော်လေလူဦးရေအလွန်များပြားခြင်းစာတက်မြောက်မှုနှုန်းနှဲပါခြင်းနဲ့ချမ်းသာကြွယ်ဝမှုကွာဟခြင်းများဆက်လက်ရှိနေတဲ့အတွက်ကမ္ဘာပြင်စမမြောက်အကြီးမားဆုံးသောစီးပွားရေးနိုင်ငံဖြစ်လင့်ကစားအာရှရဲ့အစင်ရဲဆုံးသော10ခုမြောက်နိုင်ငံအဖြစ်နဲ့ပါဝင်နေတယ်လို့အစီရင်ခံစာကဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ ကရင်ပြည်နယ်ကော့ဂရိတ်မြို့တောင်ပိုင်းမှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ24ရက်နေ့နေ့လယ်12နာရီခွဲအချိန်မှာအကြမ်းဖက်စစ်တပ်ရဲ့အောင်စေးရစစ်ကြောင်းနေရာယူထားတဲ့ကော့ဂရိတ်မြို့တောင်ပိုင်းကိုတော်လိုင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးထက်မနည်းသေဆုံးခဲ့ပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင် P29909 Southern Eagle PDF တပ်ရင်းတပ်ခွဲ3 Tiger Dragon Revolution Force ကတော်လိုင်းရဲဘော်တအူမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကိုနယ်မြေကမဟာမိတ်တပ်ဖွဲ့များဖြစ်တဲ့ P29909 Southern Eagle PDF တပ်ရင်းတပ်ခွဲ၃ Tiger Dragon Revolution Force မိုင်း12ပဲ Special Operation Force SOF တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ဟာတိုက်ပွဲဖြစ်ပွားရာအနီးနားမှာရှိတဲ့ခြေရွာများကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်နေတဲ့အတွက်ကြောင့်ခြေရွာနေပြည်သူများဟာလုံခြုံမှုရှိတဲ့နေရာများကိုတိမ်းရှောင်ကြရန် Southern Eagle PDF কা মিটা掖 খান টাইটোন ঠা জাও তেরেন আ শিবা রে খামিয়া ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ရွှေမုထောကြီးရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်ဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်တီလာရှင်တပါးထိခိုက်ဒဏ်ရာရပြီးတော့ဖုန်ကြီးကျောင်းနဲ့နေအိမ်၅လုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ28ရက်နေ့မွန်းလွဲ2:59မိနစ်နဲ့3:73မိနစ်ခန့်မှာနောင်ချုံမြို့နယ်ရွှေမုထောရွာမှာရှိတဲ့ဖုန်ကြီးကျောင်းကိုအကြမ်းဖက်ဆက်တကဂျက်ဖိုက်တာတစ်စီးနဲ့ဘုံကျဲပြီးတော့ရော့ကတ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာတီလာရှင်တပါးထိခိုက်ဒဏ်ရာရပြီးတော့ ဖုန်ကြီးကြောင်တကြောင်ပြက်စီးကကြောင်အနီးပတ်ဝန်းကျင်မှာရှိတဲ့နေအိမ်၅လုံးနဲ့ထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။ဖုန်ကြီးကြောင်ကိုတမင်ပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တာထိတဲ့နေအိမ်တွေကဖုန်ကြီးကြောင်ပတ်ဝန်းကျင်ကနေအိမ်တွေပါဖုန်ကြီးကြောင်တကြောင်နဲ့နေအိမ်၅လုံးပျက်စီးသွားပါတယ်။အခုလို့ဘုံကျဲလို့တော်လိုင်းတက်ဖွဲ့ဝင်းတွေကိုလည်းမထိဘူးထောက်ဖို့ရဲဘော်တွေကိုလည်းမထိဘူးအဓိကထိတာကတော့ပြည်သူတွေပဲဖြစ်ပါတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့လူငယ်များကိုစစ်မှုထမ်းစစ်ခေါ်ရမှာကြီးရွာနဲ့ရက်ကွက်ရုံများရဲ့စည်ရင်နဲ့သံကောင်းစည်ရင်များကိုတိုက်ဆိုင်ဆဲဆဲပြီးတော့မြို့နယ်ရုံများကိုတိုက်ရိုက်စစ်ခေါ်တဲ့စနစ်ကိုစတင်ကျင့်သုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံပတ်စစ်ကောင်စီကစစ်မှုထမ်းခေါ်ယူရမှာလက်ပေးလက်ယူမှုများလူသားထိုးခြင်းများကိုကာကွယ်တားဆီးနိုင်ရေးအတွက်ဆိုပြီးတော့ ၎င်းစီးရင်နဲ့ရက်ကျေးအစိမ့်ကပေးပို့တဲ့ဆေးရဲများကိုတိုက်ဆိုင်ဆက်ဆဲပြီးတော့စစ်မှုထမ်းရမယ့်လူငယ်များနဲ့မိဘများကိုမြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးရုံးများကိုစင်ခေါ်ခိုင်းနေခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်မှုထမ်းစင်ခေါ်ရေးကိစ္စတွေကိုမြို့နယ်အဖွဲ့တွေကနေပြီးတော့တိုက်ရိုက်ကြီးကြပ်ကွက်ခဲ့ဖို့နဲ့ငွေပေးငွေယူလုပ်တာတွေကိုချိမ့်ချောက်တောင်းတာတွေအများများတာတွေကိုရှော့ဖို့ဆိုပြီးတော့ မြို့နယ်ရုံးတွေကိုကုတ်ကဲခိုင်းနေတာလို့ရန်ကုန်တိုင်းတွင်းမှာရှိတယ်မြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့များနဲ့တိုက်ရိုက်ပတ်သက်နေတဲ့သတင်းအရေးမြစ်ကပြောပြထားပါတယ်အလားတူပဲအေယာဝတီတိုင်းအိမ်မဲမြို့နယ်အတွင်းမှာလည်းကြေးရွာများကလူငယ်များကိုမြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ရုံးများထံကိုစင်ခေါ်နေတယ်လို့ဒေသခံပြည်သူများကပြန်လည်ပြောပြထားပါတယ်အရင်တုန်းကတော့ စစ်မှုထမ်းမဲနိုင်ရင်ပဲဖြစ်ဖြစ်အလူငွေကောက်ရင်ပဲဖြစ်ဖြစ်ရွာရဲ့အုတ်ချုပ်ရင်းမှုရုံးမှာပဲပြီးကြတာအခုတော့မြို့နယ်ရုံးမှာပဲမဲနိုင်ရမယ်စရင်သွေးရမယ်ဆိုပြီးတော့စစ်ခေါ်စာပို့လာပါတယ်အသက်16နှစ်ကနေအသက်35နှစ်အတွင်းလူငယ်တွေလည်းအကုန်လုံးရှောင်ပြေးကုန်ကြပါပြီစားဝတ်နေရေးကတစ်ဖက်အိမ်မှာလည်းမနေရဲကြဖြစ်နေကြပြီလို့အိမ်မဲမျိုးနဲ့ရွှေဘိုရေချော်ကြေးရွာကလူငယ်တို့ကပြန်လည်ပြပြထားပါတယ်ဒါအပြင်ကြောင်ပန်းမျိုးနဲ့ညောင်ဦးကားလန်ပြရပန်းဆက်လန်အနီးမှာရှိတဲ့ကြေးရွာ၃ခုကပြည်သူများကို မြို့နယ်စစ်မှုထမ်းစင့်ခေါ်ရေးရုံးကိုမလာရောက်တဲ့အတွက်စစ်တပ်ကကိုယ်တိုင်ကွင်းဆင်းပြီးတော့စစ်မှုထမ်းရမယ့်လူငယ်များကိုစုဆောင်းတဲ့ရှိတယ်လို့သိရပါဗါးဝါကင်းကြီးရွာထမ်းပေါ့ယုံရွာနဲ့သဲရင်းရွာတို့ကိုဖေဖော်ဝါရီလ24ရက်နေ့မှာစစ်သားတွေရောက်လာပြီးတော့လူငယ်မှန်သမျှကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့စည်ရင်သွေးလက်မှတ်ရေးထိုးခိုင်းနေပါတယ်ရွေးခေါ်တာမဟုတ်ဘူးလူငယ်တွေရှိတဲ့အိမ်အကုန်လုံးနှီးပါးကိုလက်မှတ်ထိုးခိုင်းတာ အိမ်တော်တွေတွေလည်းပါတယ်သူတို့လာခေါ်မယ်ပြင်ထားလို့ပြောတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အချမ်းပတ်စစ်ကောင်စီကလာမဲ့မက်စလာအတွင်းမှာဖွင့်လှစ်မဲ့စစ်မှုထမ်းအပတ်စဉ်7အတွာဖေဖော်ဝါရီလနှောင်းပိုင်းကစတင်ပြီးတော့လူငယ်များကိုဖမ်းဆီးခြင်းစိတ်ခေါ်ခြင်းများကိုလှုပ်ဆောင်နေတယ်လို့ပြည်သူများကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ